လူတယောက်စီးပွားပြတ်တော့မယ်ဆိုရင်ပေါ်လာတတ်တဲ့လက္ခဏာအမှတ်သားတွေကြောင်းပြောခြင်းနဲ့ပြလူတယောက်ဟာအခြေအနေအရေးအကြောင်းစီးပွားချစ်တယ်မှုကြုံတော့မယ်ဆိုပါစို့ကိုယ်လက္ခဏာမှာအခုပြတဲ့သင်္ကေတမျိုးတွေပေါ်လာတတ်တယ်ပြဘာလဲဆိုတော့အသက်လမ်းကြောင်းမှာဖြတ်နေတဲ့ဥပအဖက်လမ်းတွေအထင်ရှားဖြစ်လာတယ်နောက်ပြီးတော့ကံလမ်းကြောင်းကလည်းမှေးမှိန်လာတယ်ကံလမ်းကြောင်းမှာအဖက်တွေများလာတယ်အဆုံးအသက်ကံလမ်းကြောင်းရွတ်တန်သွားတယ် နောက်ပြီးတော့လက်ရည်စာလက်ဖွာပုံစံလက်အရောင်သွေးအကုန်လုံးအင်အားကျဆင်းပြီးကိုဂျုံကုန်းတွေအလုံးနဲ့ခက်ပြက်ပြောအားမရှိသလို ဖြစ်သွားတယ်။ဒါဟာလူတယောက်ရဲ့ဝရိယစိတ်ဆန္ဒအားတွေညှော့နှဲလာပြီးလူတယောက်အားနည်းနေတဲ့အချိန်လူတယောက်ဖြီးစင်းမှုတွေများတဲ့အချိန်မှာဖြစ်တတ်ပါတယ်။ကိုယ်မှာဒီလိုလက္ခဏာကြုံနေရပြီလား။စိုးရင်တော့မလွန်ပါနဲ့။အရာအလုံးကပြောင်းလဲယူလို့ရပါတယ်။ဒီလိုဖြစ်နေပြီလို့ကိုကြိုသိနေပြီဆိုရင်ပြောင်းလဲလို့အချိန်ပြီးပါတယ်။ ဘာကိုပြောလဲမလဲကိုဘက်ကကိုစိတ်နှလုံးအေးချမ်းအောင်ထားပါတမထမများလို့တရားများထိုင်ပါ ကိုရဲ့နှုတ်ထွက်စကားကိုအထူးဂရုစိုက်ပါအပြောဆိုကိုဟန်မူရကိုအရင်ကထက်နူးညံ့သိမ်မွေ့အောင်ယိုကျိုးအောင်နေပါခတ်ထောင်ထောင်မနေပါနဲ့စိတ်ရောကိုပါအေးချမ်းအောင်နေပြပါ နောက်ပြီးတော့ဘာဆက်လုပ်မလဲဆိုတော့ဖယက်ကုတ်ကူတာပါဗျာဒီနီးလက်မဲ့ရှိတာကိုဗုဒ္ဓဘာသာဝင်တွေတို့က အဲမိမိတို့ကဗုဒ္ဓဘာသာဝင်နေမဟုတ်ဘူးတခြားဘာသာဝင်ဆိုရင်လည်းတခြားဘာသာရေးဆိုင်ရာလုပ်ငန်းတွေကို အားပြုပြီးလုပ်ပေးပါဥပမာဆိုရင်ခရိယန်ဆိုရင်ခရိယန်ဘာသာရေးဆိုင်ရာလုပ်ငန်းလိုက်အားပြုလုပ်ပါဟိန္ဒူဆိုဟိန္ဒူလိုလုပ်ပါအစ္စလာမ်ဆိုအစ္စလာမ်လိုလုပ်ပါဒါဆိုရင်တိတသာအကျိုးထူလာပါလိမ့်မယ်ဗုဒ္ဓဘာသာဝင်ဆိုရင်တော့မေတ္တာတုတ်တွေဘောဇဉ်တုတ်တွေပဋ္ဌာန်းတွေနဲ့ဆော့ဆော့ရွတ်ဖတ်ပြပါတချို့ကတော့တွေးတယ်ဗျပဋ္ဌာန်းရွတ်လေပူဆိုးလေတုံးရတယ်အမှန်တော့အဲ့ဒါဝေကျွေးဆန်နေရပါ ဝေကျွေးကိုအများဆုံးဆက်တဲ့သဘောပေါ့ပဋ္ဌာန်းရွတ်လေးပို့ဆိုးလေးမဟုတ်ပါဘူးကို့မှာဒီဝေကျွေးတွေကြံနေသလိုပဋ္ဌာန်းရွတ်တဲ့အခါဝေကျွေးတွေကချက်ချင်းရောက်လာတာပါဒါတွေကိုကိုကအရင်ဆုံးဆက်နေရတာပါဒီသဘောပါပဲဝေကျွေးတွေကုန်သွားရင်တော့အဆင်ပြေသွားပါပြီတနေ့တာဖြတ်တမ်းမှုတိုင်းမှာအရာအားလုံးကိုကျေးဇူးတင်စိမ့်နဲ့ဖြတ်တမ်းပါဒီလိုတပတ်လောက်လောက်တာနဲ့ကိုယ်စိတ်အေးချမ်းမှုတွေစတင်ဖြစ်ပါလိမ့်မယ်လက်ရောင်သွေးကအစစိတ်တက်အဆုံးပြောင်းလဲလာပါလိမ့်မယ် အခုလက္ခဏာပုံမှာပြတဲ့မကောင်းတဲ့အဖြစ်အမှတ်တွေမြင်းနေဥပလန်နေလဲတဖြည်းဖြည်းပျောက်သွားပါလိမ့်မယ်ဒီလိုလုပ်ရင်ဘလို့လောကဒံမဆိုကိုယ်အနေနဲ့ရင်ဆိုင်နိုင်ရမှာတည်းဘဝမှာလည်းနေရတာပုံမှုပေါ့ပါပျော်ရွှင်လာပါလိမ့်မယ်မိတ်ဆွေတို့အနေနဲ့အခုပြောပြတဲ့ဥပလန်တွေပါနေတာအဖြစ်လန်းတွေပါနေတာလေးလာကြည့်ပါနောက်ထပ်လက္ခဏာလန်တစ်ခုပြောချင်တယ်ဗျလောကမှာသာသမီ၃မျိုးရှိတယ်ဗျမိဘထက် ငွေကြေးဥစ္စာနာစီစဉ်တာလုံကောင်းမွန်တဲ့တာသမီမိဘနဲ့ဒန်းတူငွေကြေးဥစ္စာနာစီစဉ်ပေါ်ကျွားတဲ့တာသမီမိဘအောက်နှိမ့်ကြတဲ့တာသမီရဲ့ဆိုပြီးသုံးမျိုးရှိပါတယ်မိဘတိုင်းကတော့ကို့တာသမီတွေမှတ်သမျှကို့ထက်တာလုံတာကိုပဲမြင်ကျင်ကြတာမိဘတိုင်းရဲ့ရင်ထဲကဆန္ဒပါကိုကမိဘထက်တာတဲ့တာသမီဖြစ်မလားမဖြစ်ဘူးလားဒါကိုလက္ခဏာမှာပါပါတယ်ကဲကြည့်ရအောင်ဗျာ မိတ်ဆွေရဲ့လက္ခဏာကိုကြည့်ပါမိတ်ဆွေရဲ့လက္ခဏာမှာလက်သွယ်အောက်တင်းင်းကွနေချိုးကမှာစတူရန်ကွက်တွေငါးရုပ်တွေပါနေလားအဲ့လိုပါနေရင်ကောင်းပါပြီမိဘတွေထက်ပညာနဲ့အောင်မြင်မှုတာလုံးမဲ့သူလို့ပြောလို့ရပါတယ်လူတိုင်းကတော့လက်သွယ်အောက်တင်းင်းကွနေချိုးကမှာအောင်မြင်လမ်းတွေတူတူကိုကိုအများစုကပါတတ်ပါတယ်ဒီလိုပါတဲ့လူတိုင်းလည်းအောင်မြင်တာတော့မဟုတ်ပါဘူးကိုယ့်ရဲ့လောက်ရတဲ့စိတ်ဓာတ်ကလည်းဒါကိုထောက်ပံ့ပေးထားပါတယ်နောက်ပြီးကိုယ့်ရဲ့ အတိုင်းဝိုင်းနဲ့ပတ်ဝန်းကျင်အားရှင်ရှိသလောက်ကိုကျင်လည်တဲ့နေရာမှာဒီပတ်စံရတဲ့ဝင်ငွေရတဲ့လုပ်ငန်းတွေလုပ်ရင်လုပ်တော့တော့အောင်မြင်မှုအထိုက်အချောက်ရှိတာပေါ့ဗျာအခုလိုမျိုးလက်သကြွယ်အောင်တနင်္ဂနွေကျောင်းမှာ downlight လမ်းကြောင်းနဲ့နောက်ပြီးတော့ student ကွက်တွေကြာဘူးတွေပိုင်းတော့မိဘထက်သားလုံးပါလေဥမာအဖြစ်မိဘဟာကိုကိုခေါင်းရွက်ပြတ်ထိုးဈေးတဲ့ဘွားနဲ့လှုပ်ကျွေးတယ်ဆိုပါစို့ကိုယ်လည်းမှာတော့မိဘလိုခေါင်းရွက်ပြတ်ထိုး လန်ကိုတောင်းကိုချင်းလျှောက်ပြီးပြပပန်းစီးပွားရှာစရာမလိုမဲ့ကိုလဲဈေးတယ်ပဲဒါပေမဲ့ကိုကဆိုင်နဲ့ကနာနဲ့ဈေးတယ်ကြီးမျိုးအဲ့လိုမျိုးပေါ့ဗျာမိဘကတော့ကိုကိုစိုက်ကားနဲ့ရေထိုင်းနဲ့ပြပပန်းကျွေးမွေးပြုစုဆောင်းလျှောက်ခဲ့တယ်ဆိုပါလို့ကိုလက်ထက်မှာတော့စိုက်ကားမရရပါပဲကိုက၃ဘိန်းထောင်းရင်လည်းထောင်းနိုင်တယ်သမို့တက်စီဆွေးရင်လည်းဆွေးနိုင်တယ်ရေထိုင်းရောင်းစရာလုံးမလိုဘူးဒါပေမဲ့ကိုအနေနဲ့ဒီ marketing အလုပ်တွေနောက်ပြီးတော့ ီ delivery လုပ်တွေလုပ်ရင်းနဲ့လုပ်ပါတယ်ဒါဆိုတော့မိဘထက်ခေချင်းတွေကအနိုင်ငယ်တာလုံးနဲ့အနေနဲ့ပြောင်းလဲပါတယ်အဲ့ဒီလိုမျိုးပြောချင်တာပါတကယ်လို့တထေးစကြွယ်တူဆိုပါဆိုကိုမိဘကလည်းကြော်ဝချမ်းသာတယ်အဲကိုသားသမီးမှာအဲ့ဒီလိုမျိုးလက္ခဏာမှာပါတယ်ဆိုရင်မိဘထက်အစာပေါင်းများစွာပုံမှုကြော်ဝချမ်းသာမယ်လို့လို့ပြောလို့ရပါတယ်နောက်ထပ်လက္ခဏာတစ်ခုပြောချင်တယ်ဗျအခုပြောချင်တာကတော့ထီပေါက်ခြေပေါက်တဲ့လူတွေမှာမကြခဏပေါက်တဲ့လူတွေမှာတွေ့ရတဲ့လက္ခဏာပါ မိတ်ဆွေရဲ့ကံလဲကြောင်းထိတ်မှာကျဲပုံသဏ္ဍာန်တင်ကြီးဓာတ်ပိုင်ထီပေါက်နိုင်ပါလေကံလဲကြောင်းထိတ်မှာကျဲပုံသဏ္ဍာန်မှတ်သားပါဖို့ကတော့အင်မတန်ခဲပါလေလူတစ်ထောင်မှာတယောက်မပါပါဘူးအများစုကတော့ကြက်ချေတရံကိုကျဲနဲ့မှားရွတ်တယ်ပါလေကြက်ချေတရံဆိုရင်တော့မကောင်းဘူးပေါ့ဗျာမိတ်ဆွေရဲ့အောင်မြင်နေတဲ့လုပ်ငန်းတွေအလုပ်တွေအကုန်လုံးရက်တန့်သွားစေတယ်ဒုက္ခရောက်သွားစေတယ်ဆိုတဲ့အမှတ်အသားပါကျဲပုံသဏ္ဍာန်ဆိုရင်တော့ကောင်းပါတယ်ငွေကြေးလုံးရင်းဝင်နိုင်တယ် စီးတဲ့ဥစ္စာဒီအလားတိုးပေါ်နိုင်တဲ့အမှတ်သားပါနောက်တစ်ခုကြည့်ပါအသက်လမ်းကြောင်းပေါ်ကနေပြီးတော့ကျွန်တော်တို့ကန်လန်းတိုလေးပါနေလားအဲ့ဒီကန်လန်းတိုလေးဟာအပေါ်ထောင်တက်နေတယ်ဗျအထင်ရှားလေးပဲအဲ့ဒီလိုမျိုးကန်လန်းတိုလေးအထင်ရှားပါနေမယ်ဆိုရင်မိတ်ဆွေအားအဲ့ဒီအသက်ပန်းချဝန်းကျင်မှာထီပေါက်မယ်ချဲပေါက်မယ်ငွေကြေးဥစ္စာကျနာဝင်တတ်ပါလေနောက်တစ်ခုကြည့်ပါဗုဒ္ဓဟူးကြုံပေါ့ဗျာလက်တန်းဘုဒ္ဓဟူးကြုံမှာမတ်တပ်မြင့်တဲ့ကြောင်းထဲအထင်ရှားပါနေတာ အဲ့ဒါအကောင်းဆုံးပဲဗျပို့တူးချုပ်ကမှလမ်းကြောင်းများစွာပါနေရင်တော့မိတ်ဆွေဟာငွေတွေဝင်လိုက်ထွက်လိုက်နောက်ပြီးငွေချင်းနဲ့ပတ်သက်ရင်လည်းပျော်ရွှင်ရလိုက်စိတ်သောကရလိုက်ဖြစ်တတ်ပါတယ်မတက်မြင့်တကြောင်းလဲဆိုရင်တော့ငွေချင်းနဲ့ပတ်သက်ရင်အလုံးကြီးတစ်ခဲနဲ့ဝင်တတ်ပါတယ်ထီပေါက်ချဲပေါက်တလို့ငွေတွေဝင်တတ်ပါတယ်နောက်တစ်ခုအကြည့်ပါကံလမ်းကြောင်းကြီးကထင်ရှားအကောင်းနေလားအဲ့ဒီလိုထင်ရှားအားကောင်းနေရင်အားကောင်းတဲ့အသက်ပိုင်းချမှာငွေတွေနည်းနည်းများများဆိုလိုဝင်တတ်ပါလေ။နောက်ထပ်တစ်ချက်ကိုကြည့်ပါ။လက်ဖနောင်းရစ် လက်ကောက်ဝက်မှာလက်ကောက်ဝက်မှာအရင်3ရက်သမို့4ရက်ပါတတ်တယ်ဗျအဲ့ဒီမှာအများစုကတော့ဗာလက္ခဏာမပါဘူးဒါပေမဲ့တချို့တချို့တော့အင်မတန်မှရှားပါတဲ့လူတွေကတော့ကျဲပုံတန်နဲ့တတိကံပုံတန်တွေပါတတ်တယ်အဲ့လိုပါရင်လည်းဒီလိုမျိုးဟာထီပေါက်ချဲပေါက်ငွေဝင်တက်တယ်လို့ပြောလို့ရပါတယ်လက်ညှိုးအကြောက်တာပလေးဂျိုကုံမှာကြည့်ပါအဲ့ဒီဂျိုကုံမှာ၄ရောက်ကလေးပါနေတာနောက်ပြီးတော့လက်ညှိုးချိန်မှာ၄ရောက်ဝက်ပါလား အဲ့ဒီလိုပါရင်လည်းကောင်းတယ်ဗျဘာကောင်းလဲဆိုတော့ထီပေါက်ချေပေါက်နိုင်တယ်လို့ဆိုတယ်နောက်တစ်ခုကလက်ညှိုးအောင်ကြောက်တပ်ပလေးတူကွန်မှာအခုပြောသလို၄000ကွက်လေးတွေပိုင်းအိုးအင်ကန်ကောင်းတယ်အိုးကောင်းအင်ကောင်းနဲ့နေရတယ်တိုက်ကြီးတာကြီးနဲ့နေရတယ်စီးစိမ်ပြပြဝဝနေရတယ်ဆိုတဲ့လက္ခဏာအမှတ်အသားတစ်ခုပါနောက်တစ်ခုကြည့်ပါလက်ခလဲအောင်စနေကြုံကွန်မှာလက်ခလဲအောင်စနေကြုံကွန်မှာ၅ရုပ်ပါတာ၅ရုပ်ပိုင်းထီပေါက်နိုင်ပါလေ စနေကြုံမှာငါးရုပ်ပါတာကတော့အင်မတန်ရှားပါတယ်လူများစုကတော့စနေကြုံမှာပဲနဲ့တနင်္ဂနွေကြုံလက်သွေကြွေးဘေးမှာငါးရုပ်မှတ်သားတွေပါတယ်ပါတယ်စနေကြုံမှာကျဲပုံတဲ့အမှတ်သားတွေနောက်ပြီးတော့ကြက်ချေအမှတ်သားတွေနောက်ပြီးတော့စနေလက်စွပ်တွေပါရင်တော့မကောင်းပါဘူးစနေကြုံထောင်တက်နေတဲ့ကန်ထီယုံရင်းအခုပြောတဲ့ငါးရုပ်တနပါရင်တော့အရင်ကောင်းပါလိမ့်နောက်တစ်ခုအကြည့်ပါအသက်လမ်းဆုံးအသက်လမ်းကြောင်းအဆုံးတက်မှာငါးရုပ်ပါနေလား အသက်လမ်းကြောင်းဆုံးမှာငါရောက်ပါနေရင်အသက်ကြီးမှထီပေါက်နိုင်တယ်ထီပေါက်သလိုငွေတွေဝင်နိုင်တယ်အသက်ကြီးမှကိုယ်အနေနဲ့ဘာပြောပြောနောင်ရေးစိတ်အေးချမ်းသာစွာ နေလို့ရတယ်ဦးစားတာကောင်းတယ်လို့ပြောလို့ရပါတယ်နောက်တစ်ခုအကြည့်ပါဦးကောင်းလန်းဆုံးဦးကောင်းလန်းဆိုတာတကယ်တော့ညံလန်းကိုပြောတာပါပဲအဲ့ဒီဦးကောင်းလန်းဆုံးမှာကြာဘူးပုံတွေပါတာအဲ့လိုပိုင်းနဲ့ထီပေါက်တယ်တယ်ဗျနောက်တစ်ချက်ကြည့်ပါတနင်္လာကျိုးကမှာပဒံများပွေပါလား ဒါကတော့အင်မတန်ရှားပါတယ်ဗရံများပွေဆိုတာကျွန်တော်တို့လက်ချောင်းတွေပါပါရင်တော့ဒါကခူးဘက်ပွေလို့ပြောတာပါဗျာလက်ဝါးပြမှာတော့ပါတာရှားပါတယ်ဒါမှရှိတဲ့သူတွေလည်းရှိပါတယ်ဗရံများပွေပါတဲ့လူကငွေကြေးဥစ္စာဇနာကံကောင်းတယ်တဲ့ကဲဒါကတော့မိတ်ဆွေတို့အနေနဲ့ကိုယ့်ရဲ့လက္ခဏာနဲ့တက်ဆိုင်စစ်စစ်ကြည့်ပါအဲ့ဒီလိုမျိုးပြောတဲ့ချက်တွေတဲကတခုပိုင်းတော့မိတ်ဆွေတို့အနေနဲ့အများကြီးမဟုတ်တော့မှထိပေါက်ချဲပေါက်နိုင်တယ်သို့မဟုတ် အဲ့ဒီထိပေါက်ခြေပေါက်လို့ငွေတွေလုံးရင်းနဲ့ဝင်တက်တယ်ဆိုတဲ့လက္ခဏာမှတ်သားပဲဖြစ်ပါလိမ့်လက္ခဏာနဲ့ပတ်သက်ပြီးလေးလာမိတဲ့ချက်တွေကိုပြောပြတာပါနားဆင်ပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ